ကြံမိုးရုပ်ရှင်ရဲ့အချိန်ဆုံးဇုံးဝင်ငန်းဆယ်ခုမြမရွေရတကြံအမွေးလေးကိုပုံပုံရိုက်ပြထားသလိုဇကားဆလဲဆုံးတကြံကိုပဲဇက်ရင်တဲထားပြီးဖန်တီးထားတဲ့ရုပ်ရှင်တွေထဲမှာတကြံမိုးဇကားတဲ့ကောင်းတဲ့ဇကားဆိုတာအရင်ကလည်းမရှိခဲ့ဘူးအခုထိလည်းမရှိသေးဘူးဒေါက်တာ မောင်နေဦးကိုယ်တိုင်လည်းသူရိုက်ခဲ့တဲ့တကြံမိုးဇကားတဲ့ဒိုကောင်းတဲ့တကြံရုပ်ရှင်မျိုးရိုက်မသွားနိုင်ဘူးနောက်တစ်ခေတ်တော့လူငယ်တွေရိုက်နိုင်လိမ့်မယ်လို့တော့မျှော်လင့်ရတာပဲ။ ကြံမိုးဆိုတာမြမာရီရဲ့တကြံဝိညာဉ်တွေကိုတင်းကျုံယူသွားပြီးခက်ဆက်ဆက်တကြံရောက်တိုင်း TV channel တွေကနေမပြမဖြစ် ပြနေရအောင်မဲ့ခံဝင်ဇကာကြီးတခုဖြစ်သွားပါပြီအခြားသူတွေတော့မသိပေမဲ့ကျွန်တော်တို့တော့တကြံရောက်လာတိုင်းတကြံမိုးဇကာကိုမကြည့်မဖြစ်ကြည့်တယ်နည်းနည်းလေးမှမကြည့်လိုက်ရရင်အဲ့နှစ်ဟာတကြံကြားတဲ့လူကိုမခံစားရပဲတခုခုလိုနေတယ်လို့ဖြစ်မိတယ်တကြံမိုးတွေကဘာတွေကိုများကြိုက်လို့နှစ်တိုင်းကြည့်နေရတဲ့လာမင်းရဲ့ ကြိုက်တာပြီးတော့ဇကားတစ်ခုလုံးပဲလို့ပြောရမယ်။ဒါနဲ့အဲ့တွေကမမတသားဖြစ်တဲ့အရာလေးတွေကိုထုံနှုတ်တင်ပြသွားပါမယ်။ဇလန်းစားဖို့ဝင်ရင်ပကံမြင်ကွင်းကိုအရင်ပြလိုက်ပြီးပကံခေပကြီးပုံလေးနဲ့တွဲဖက်ပြီးကြံနဲ့ပတ်သက်တဲ့တမိုင်းကြောင်းကိုအစိုးရကြီးတင်နေများအတန်နဲ့စတင်ရှင်းပြပါရစေ။ပကံခေကနေကိုမောင်ခေကိုမောင်ခေကနေဒီဘက်ခေမန္တလေးဆိုပြီးတော့ ပကြီးပုံလေးနဲ့ဇက်တိုက်ရှင်းပြလာပါရဲ့တာကူတော်လားထန်းကူတော်လားတကူးလာရဲ့လို့ဒီဘက်ကကြံရဲ့ပကြီးပုံလေးကလည်းမြို့မအသိရဲ့အလှပြမော်တော်ယာဉ်ကြီးနဲ့ရေကစားနေတဲ့မန်းသူတွေရဲ့ပုံပါပဲအလှပြကားကြီးရဲ့အပေါ်ကငွေငန်းရုပ်ကြီးနောက်မှာမြို့မတူရီရဲ့အသင်းကတီးမုံနေဟန်ပကြီးကားကနေတကယ်ပုံရိပ်အဖြစ်အတက်ဝင်လာပြီး တီးမုံနေတဲ့လူအစ်စ်တွေနဲ့ငွေငန်းရုပ်ကြီးနဲ့အတူအလားပြရင်ကြီးရွေလျားလာဖို့ဓာတ်ရိုက်ကူပြောင်းပုံဖော်လိုက်တဲ့စိတ်ကူကအရန်ကိုထူးခြားကောင်းပေါ်မှာတယ်ဒီဖြည့်ချင်းသဘောတရားနဲ့ဒိုင်တာရဲ့တီထွင်စမ်းသစ်မှုတစ်မျိုးပါပဲဒေါကူမန်ထရီကနေဇလန်းရုပ်ရှင်ဘက်ကိုတင်းတင်းမွတ်မွတ်ညင်ညင်တတာနဲ့အမှုပညာမြောက်အောင်ကူပြောင်းသွားတာလို့ပဲခံစားမိတယ်ဆန်ရညီမောင်တို့မြို့မအဖွဲ့သားတွေဖျားကြီးကိုလာဖူးကြခြင်း ခင်ခင်သားကလည်းသူ့အမေနဲ့အတူရောက်လာပါတယ်။ဖះအဝင်ပန်းရောင်းတဲ့နေရာမှာမြတ်ခတ်ကဆန်းလျားငိမ့်မောင်ကိုပန်းဝဲပေးစီခြင်းတလို့လို့ဖြစ်နေပေမဲ့နေအောင်ကတော့တတိကြောင်မထားမိပဲဖះရဲဆက်ဝင်သွားပါတယ်။မြတ်ခတ်ဝဲဖို့လမ်းကင်လိုက်တဲ့ပထောက်ပန်းကိုခင်ခင်သားကလည်းဝဲမလို့ကင်မိလိုက်ပါတယ်။ဒါပေမဲ့ခင်ခင်သားကအလျှော်ပေးပြီးညီမလေးယူပါဆိုပြီးပေးလိုက်ပါတယ်။ဒီရုပ်ရှင်ကိုပထမဆုံးစားကြည့်ဘူးတဲ့သူကတော့ဒီဇောင်းဝန်ခန်းကဘာကိုပြကြည့်မှန်းသိမှာမဟုတ်ပါဘူး။ ကြည်ပြီးမှသေချာပြန်စင်းသားရင်ဒါဟာနောင်လာမဲ့အဖြစ်ပျက်ကိုနမိတ်ပုံဆောင်ပြီးပြတ်တက်ထားရဆိုတာသဘောပေါက်စီမှာပါခင်ငင်ထားချစ်ရတဲ့စန္ဒယာညီမောင်ကို तू မပိုင်ဆိုင်ရပဲမြတ်ခက်ကပိုင်ဆိုင်သွားလိုက်မယ်ဆိုတာနမိတ်ပြထားတာဖြစ်ပါတယ်ရုပ်ရှင်ဇာကားတစ်ခုလုံးရဲ့အနှစ်ချုပ်ပြောက်ွက်ကိုဇလန်းအစပိုင်းမှာတင်ချက်လာပပနဲ့ပြပြကြီးထဲမြုပ်ပြီးချိုးတင်ပြတ်တက်ထားတာဖြစ်ပါတယ်ဒီရုပ်ရှင်ရဲ့ဇနုံးကိုဘလောက်တောင်ပိုင်ပိုင်နဲ့နဲ့ရေးထားတယ်လဲဆိုတာဒီတကွက်နဲ့တင်မှန်းဆကြည့်နိုင်ပါတယ် ဆန်ရညီမောင်ကိုမြို့မတူရီအတင်းရဲ့အလှပြရင်ကြီးရှူဝဖူးမန်နက်ကနေထွက်သွားပါတယ်။ဖန်တချင်းကပြန်မအောင်မဲ့ပြန်အောင်မဲ့စာသားတွေပါတဲ့နှုတ်ခိုးဆက်တချင်းတချင်းဖြစ်ပါတယ်။တချင်းစာသားအစုံဂီတာဆိုလိုအပိုက်ကဝင်လာပါတယ်။ တကြံဒိုးတဲ့အပေါ်မှာလီဂီတာအတန်နဲ့ကြားရတာအင်မတန်နားထောင်လို့ကောင်းနေတယ်လို့နေအောင်ကလည်းဂီတာတန်စင်တွေမှတ်ထားတဲ့စာရွက်ပေါ်ကနေခင်ခင်ထားကြားကြံခဲ့တဲ့ပထောက်ပန်း၆လေးကိုဆွဲထုတ်လိုက်ပုံနဲ့တွဲဆက်ပြသထားတော့ကြီးရှုရသူအဖို့တကြံပိုးတွေထားကြွလာအောင် အထူးလှုံ့ဆော်လိုက်တယ်လို့ပါပဲတကြံမိုးရုပ်ရှင်ရဲ့ဇက်ပိုတေဂီတာပိုင်းကတေဂီတာရုပ်ရှင်တစ်ခုပြီးပြီးမြဲမြဲဆန်ဆန်ရှိလာပါတယ်တကားလုံးကတခြင်းတွေရောတေဂီတာတွေရောကအနှစ်တူကြီးပါပဲ ဆန်ရညင်းမောင်ဟာတငယ်ချင်းကိုညီရဲ့တိုက်တွန်းမှုကြောင့်တားဖြစ်သူတတ်ထွေးကိုဆန်ရတီးတက်ဖို့စတင်တင်ကြားပေးပါရဲ့အိမ်မှာလဲဆိုင်းစရာကြီးစိန်ပေတာဓာတ်ပုံကို အမျက်တနှိုးချိန်ထားတာကိုပြပါရဲ့စင်ပေရာရဲ့ပတ်စံတီလုံးဖြစ်တယ်လို့မန္တလေးမြို့ကအထင်ကြီးနေရာတွေကိုငိမ့်မောင်းလိုက်ပြပါရဲ့ ်စင်မီတာရဲ့ကြေးဥရှိမှာတထွေးကိုပန်းစည်းချခိုင်းပါတယ်ဒါသူသားကိုကိုယ်တိုင်လဲဂီတအမွေလက်ဆင့်ကမ်းသလိုမြမဂီတကိုလက်ဆင့်ကမ်းအမွေပေးခဲ့တဲ့ဂီတဘိုးရဲ့ကြီးတွေကတယောက်ဖြစ်တဲ့စင်မီတာတို့လိုဂီတတရေကောင်းတွေကိုလည်းမမေ့ဖို့တလေးတစားတင်ညာနေပုံကိုမြင်ရတာဟာချက်တင်တပြန်ပြန်ထားရအောင်ကြည်နူးရပါတယ်ရုပ်ရှင်တွေကဇက်ကောင်ငိမ့်မောင်ရဲ့ဂီတအနုပညာပေါ်ထားတဲ့လေးစားမှုကိုလည်းအင်မတန်ထင်ရှားစေတဲ့ဇဝင်ခံတစ်ခုပါပဲ။ ဆန်နေရငင်းမောင်းနေတဲ့အိမ်နဲ့ခြံလေးကိုကြံမိုးကြည့်ဘူးတဲ့သူတိုင်းတိကျပါလိမ့်မယ်။အိမ်ရှိခြံထဲမှာဗထောက်ပင်တပင်ရှိမယ်။ခြံစည်းရိုးကတက်သားချောင်းလေးတွေနဲ့ကာထားတာပါ။ဒီရုပ်ရှင်ဘလောက်အသေးစိတ်ပြင်ဆင်ထားတယ်ဆိုရင်ခြံစည်းရိုးတော့ပီပီရိုးထည့်ထားတာမဟုတ်ပါဘူး။စကားတွေကအချိန်ကာလကိုလိုက်ပြီးခြံစည်းရိုးဟောင်းနှံပြောင်းလဲတာတွေကိုတည်တည်ချာချာပြင်ဆင်ထည့်ထားတာဖြစ်ပါတယ်။တထွေးကိုမွေးတဲ့အချိန်ထိခြံစည်းရိုးကကောင်းကောင်းမွန်မွန်အစ်စ်တိုင်းပါပဲ။ တထွေအရွယ်ရောက်တဲ့အခန်းတွေကဆလို့ခြံစည်းရိုးဟာဟောင်းငန်းဆွေးမြင့်နေကိုပေါက်နေပါပြီတတမမတ်တော့မရှိတော့ပဲရင်းရိုင်နေတာကိုမြင်ရမှာပဲဖြစ်ပါတယ်ခင်ခင်ထားတဲ့သမီးမီနိုဟာတထွေကိုအလဲလိုက်ရင်ခြံထဲကပရောက်ပန်းတွေကိုခူးခိုင်းပါတယ်တထွေးခူးပေးတာတွေယူပြီးပြန်သွားတဲ့မိနွယ်လက်ထဲကနေဘရောက်ခွန်းတစ်ခက်ပြုတ်ကျသွားပါတယ်ဘရောက်ခက်လေးကောက်ယူလိုက်တဲ့တထွေးကို အနောက်ကနေရက်ကြည့်နေသူကဆန်နေရငိမ့်မောင်ဖြစ်ပါတယ်။သူကြုံတွေ့ရတဲ့ဖီးရနဲ့တိုက်ဆိုင်နေတာကြောင့်မိနွယ်ဟာဘသူသမီးလဲဆိုတာစုံစမ်းကြည့်မှအတိတ်ကနာကြီးချက်တွေပြန်ပေါ်လာပါတော့တယ်။အဖြစ်ချင်းတူနေတဲ့အတွက်ဒီတကံသူ့လိုမခံရလေအောင်တားဖြစ်သူကိုအတုံးချပြီးခင်ခင်သားကိုလက်စားချေဖို့အတွက်အချောင်းဖန်သောပုံကိုပြသထားတဲ့စုံဝင်ခန်းဟာအတိတ်နဲ့ပြစ်ဆုံးပံကိုအချောင်းကျိုးခိုင်ခိုင်မာမာနဲ့ချိတ်ဆက်ရိုက်ပြထားပုံကနှစ်ချိတ်စရာကောင်းလာပါတယ်။ တထွေဟာအဖေတငယ်ချင်းလင်းကြီးကိုခြောက်လုံးပဲဒီခိုင်းပြီးဟိုတချင်းတိုက်ပါတယ်။ intro music ကိုစန်းရရဲ့ခြောက်လုံးပဲရဲ့တွဲဖက်ဒီခတ်နေပြီးပမာကြီးအချဒီလုံးနဲ့အဆုံးနဲ့ရန်ကုန်သားကိုလေကြီးရဲ့ဆိုင်ကအိမ်ရှိကိုထိုးဝင်လာပြီး brain နင်းလိုက်လို့တုံ့နဲ့ရက်သွားဖို့မြင်ကွင်းကိုဒရိုက်ချိတ်ဆက်ပြီးဒီဖြက်ပြတ်တာထားတာဟာအပူလိုမရှိအချိတ်ဆက်မီလုံးပါတယ်။ ီလုံးတန်ရဲ့ဆိုင်ကယ်ထိုးအရက်ကိုတွဲဆက်ပြီးစောင်းငန်ကူပြောင်းသွားပုံကဒီဒီတက်တက်ခံချက်ညီတဲ့အမှုပညာပြောက်ွက်တစ်ခုပဲဖြစ်ပါတယ်ကုလတ်ကျန်အကျိုးနေမှာငွေငယ်အလားပြရင်နဲ့တစ်မျိုးလုံးပတ်လာခဲ့တဲ့ကိုလက်တို့ဟာညာရောက်တော့တထွေးတို့အိမ်သားရောက်လာပြီးသူတို့ကိုလိုက်ကြည့်ဖို့လောက်ခေါ်ပါတယ် ခဏလိုက်ခဲ့အောင်ကာကိုပဲချောင်းဝင်းနဲ့မှရိုက်ထားတယ်။ဒီမောင်ဝင်းကမင်းဘူးသားရဲ့ချောင်းကိုလိုက်မှာ။ဒါဒီကွာရောမိနွယ်နဲ့သူ့ဖေကြမ်းမှာစိတ်ရှုပ်ထွေးနေသလိုတကြံမလိုက်ရတာကြောင့်စိတ်အားငယ်နေတဲ့တက်ထွေးဟာတကြံမိုးအလားပြရင်ကြီးကိုအားကျစိတ်နဲ့လိုက်ကြည့်ပါတယ်။ကိုလည်းဂျီရိုကຫນွေအလားတခြင်းကိုစတင်တီဆိုတီးခဲ့ကြပြီးထိုင်နေတဲ့တက်ထွေးအနားကနေမိရောင်စုံအလားဆင်ထားတဲ့ငွေငန်းအလှပြရင်ကြီးနဲ့ပြန်လဲထွက်ခွာသွားတာကိုဝန်းနေတဲ့အကြည့်တွေနဲ့ကြံခဲ့တဲ့တထွေရဲ့ဇဝင်ငန်းဟာ ်ဆွစွမြမြဖြစ်လောက်အောင်ကောင်းလွန်ပါတယ်နောက်ခံထဲထားတဲ့ဇဝန်အတန်ရဲ့လစ်ဂီတာအတန်ရဲ့ပေါင်းဖက်ထားတဲ့တခြင်းတန်ကစွစဲငငယ်လေးလေးပင်ပင်နဲ့လွမ်းစရာကောင်းနေတယ်လို့စိတ်ညစ်နေတဲ့တထွေရဲ့အယုံနဲ့တွဲဖက်ခံစားလိုက်ရတဲ့အခါဘာပြောကောင်းမလဲရင်ထဲမှာဟာတတာကြီးဖြစ်လို့ရုပ်ရှင်တွေကတထွေလိုပဲစိတ်တွေလေးပင်နေပါလေရဲ့တကြံအလားပြရင်ကြီးကတော့ အမောင်လေးကိုတဖြည်းဖြည်းတိုးဝင်ပျောက်ွယ်သွားပြီးတထွေးနဲ့အတူရုပ်ရှင်ကြည့်နေတဲ့ကျွန်တော်တို့ရဲ့စိတ်တွေလည်းအထွေးပေါင်းစုံနဲ့ကြံရစ်လို့နေပါတယ်တထွေးဟာသူ့အဖေအိမ်နေချင်းအင်ရှိခန်းကိုထွက်လာပါတယ်။အင်ရှိခန်းမှာဒရင်ပေါက်ကိုမျက်နှာမူထားတဲ့ဆန်းရတလုံးရှိပါတယ်။အင်ရှိဘရောက်ပင်ကဘရောက်ပန်းနဲ့ပွင့်နေတဲ့တကိုင်းဟာဒရင်ပေါက်ဝမှာတွဲလောင်းကျနေပါတယ်။ တရင်ပေါင်းရဲ့အပေါ်ဘက်တစ်ဖက်တစ်ချက်မှာမြို့မငိမ့်တဲ့စိန်ပြည်တော်ရဲ့ဓပုံတွေကိုချိတ်ဆွဲထားပါတယ်။တတွေ့ရဗရင်ပေါင်းနားကိုရောက်လာပြီးဝဲနဲ့ကြေခွဲရိတ်တို့ဖုံးလွှမ်းနေပါတယ်။ဒီဇဝင်ကန်းကိုစတင်ပြသထားပုံကသဘောကျစရာအလွန်ကောင်းပါတယ်။မြို့မအတင်းရဲ့ဖခင်ကြီးဂီတနတ်ဖျားလို့ဆိုရလောက်တဲ့မြို့မငိမ့်ရဲ့ဓပုံကိုအနီးကရိုက်ပြပြီးမှဗရင်ပေါင်းမှာတွဲလဲကျနေတဲ့ဗရုတ်ပန်းတွေကိုကင်မရာရွှေလျားပြီးရိုက်ပြပါတယ်။ပြီးတော့ တထွေးရဲ့မျက်နှာကိုအနီးကပ်ပြတာပါလေကြောခိုင်နေတဲ့တထွေးကင်မရာပဲလှည့်လာတော့သူ့မျက်လုံးမှာမျက်ရည်စချူရီဝင်နေပါတယ်တချိန်တည်းမှာပဲနောက်ခံတီးကြီးကကမြို့မငင်းရေးဆက်ထားတဲ့ရှင်မဲမလာတချင်းလိုက်ကိုတီးခက်ထဲသွင်းထားပါတယ်မြို့မငင်းဓက်ပုံနဲ့သူရေးဆက်ထားခဲ့တဲ့ရွှေမန်းမာလာတကြံချင်းကိုဇဝင်ငန်းထဲမှာအချိန်ခိုက်နေရာခိုက်ပြတာပြီးမြို့မငိမ့်နဲ့မန္တလေးတကြံကိုတွဲဖက်ပြီးဂုံပြုတ်ပြတာသွားတာဟာတေသက်ပြည့်လုံးပါတယ် ဆရာကြီးမျိုးမငင်းကိုတလေတစားပြသထားတာကြောင့်ရောအခုလိုလက်ရောညီထွေ ထဲ့သွင်းပြသထားနိုင်တဲ့အမှုပညာဆောင်းအားကိုရောလေးစားအကြံမိတာကြောင့်စကားကြည့်နေရင်ကြက်တိတစ်ပြင်းပြင်းထားမိတဲ့ဇဝံကန်တစ်ခုပဲဖြစ်ပါတယ်။ ဇန်နီယာညီမောင်ဟာရက်ပလင်းနှလုံးကိုဇပွဲပေါ်ချထားပြီးဆေးလိပ်ဖွာနေရင်းနဲ့သူ့စိတ်ကိုပြန်လဲဆင်းညင်နေပါတယ်။ဗရင်မောင်ကတွယ်လွယ်ကြနေတဲ့ဗရောက်ပန်းတွေကိုကြည့်တယ်။သူတီးနေကြဇန်နီယာကြီးကိုကြည့်တယ်။ရက်ပလင်းတွေကိုကြည့်တယ်။ ိမ်မှာတလေးတစားချိတ်ထားတဲ့ဆိုင်းစရာကြီးစိမ့်ပေးတာနန်းတော်ရှိဆရာတင်းမြို့မငိမ့်ဓပုံတွေကိုကြည့်တယ်နောက်ခံတေဂီတာတန်ကလည်းတဖြည်းဖြည်းတံမိုတက်လာပြီးနှေးရကနေမြန်လာပါတယ်သူအကြည့်တွေကတော့မတည်ငြိမ်တော့ပါဘူးမြုံဝန်းနေထဲမှာစင်မကောင်းဖြစ်နေပုံရတယ်နောက်ဆုံးရပ်ပလင်းတစ်လုံးစီကို သူ့လက်တစ်ဖက်စီကကင်ဆွဲပြီးရိုက်ခွဲချလိုက်ပါတယ် ။ငိမ်းမောင်ရက်ပလင်းရက်ခွဲအံပြင်လိုက်ပေမဲ့ပလင်းကွဲတဲ့အတန်လဲထွက်မလာပဲ။ဒရန်တီးချလိုက်တဲ့အယုံနဲ့ဗရောက်တမျက်နှာတချင်းတန်ကအချိန်ကြိုက်ဝင်ရောက်လာပါရဲ့။ဇကားတစ်ခုလုံးရဲ့ထိုးထိတ်နေရာလဲဖြစ်သလိုအခက်အခဲတွေပြဿနာတွေကိုစတင်ရှင်းလိုက်တဲ့ဇဝင်ငန်လဲဖြစ်ပါတယ်။ငိမ်းမောင်ရက်ပလင်းရက်ခွဲတဲ့အယုံနဲ့ဒရန်စတီးလိုက်တဲ့အယုံကို အချိန်စမ်းမိမိတွဲဆက်ပြပြီးအခန်းကူးပြောင်းထားတဲ့တီးဖြက်ပုံကလည်းအင်မတန်သဘောကျစရာကောင်းပါတယ်။ဇဝင်ငန်တစ်ခုလုံး ။ဒါတော့တလုံးမမပါပဲကြိုးကျင်တာတွေအကုန်လုံးကိုပညာသားပါပါပြသထားပါလေ။ငိမ့်မောင်ရက်ပြက်ပါပြီ။သူမကျင်တဲ့ချက်အတွက်တထွေးကိုအသုံးချတာကိုလည်းနောင်နာကြီးစွာရလို့ရက်တန့်လိုက်ပါပြီ။သူ့ဘဝပျက်စီးခံပြီးချစ်ခဲ့ရတဲ့ခင်ခင်ထားကိုလည်းခွင်းလို့နားလဲပေးလိုက်ပါပြီ။ဒါဒီအားလုံးကိုဇဝင်ခန်းတစ်ခုထဲမှာအပူလိုမရှိ တည်တည်တက်တက်ပြသွားတဲ့အမှုပညာပြွက်ွက်ကြီးကအာရစရာကြီးဖြစ်ပါတယ်အခုပြောသွားတဲ့အချက်ဆက်ချက်သူမဟုတ်ဇဝင်ကန်ကိုကူဟာတကြံမိုးရုပ်ရှင်ကြည့်တဲ့အခါကျွန်တော်ခံစားနားလည်မိတဲ့အမှုပညာတွေကမမထင်ထင်ဖြစ်တာတွေကိုဆွဲထုတ်တင်ပြတာဖြစ်ပါတယ်ကျွန်တော်အမြင် ကျွန်တော်ခန်းစားချက်တက်တက်ပဲဖြစ်ပါတယ်အမားရင်တစုံတရာပါခဲ့ရင်တကြံမိုးရုပ်ရှင်ဖန်တီးရဲ့အမှုပညာရှင်များအားလုံးကိုရောနားထောင်နေကြသူများအားလုံးကိုပါခွင့်လွတ်နားလည်ပေးကြဖို့မျှော်လင့်ပါတယ်ဒီနေ့တကြံမှာမြမာရီအားလုံးကြောရွှင်ကျင်နူးကြပါစီခင်ဗျာ ကျွန်တော်ပေါ်တော့ကိုယ်တိုင်ရေးသားဖကြတင်ဆက်ပါတယ်ခင်ဗျာအားပေးသူတူးချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ